အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါတယ်ကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့ဗီတာမင် D ညော်နေလာရင်ဖြစ်လာတဲ့ရှည်ဥလက္ခဏာ5ချက်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဗီတာမင် D ဟာအယိုးတိဆောက်တဲ့နေရာမှာအရေးပါတဲ့နေရာကပါဝင်ပါတယ်ကယ်ဆီယမ်ကိုဆုပ်ယူရမှာလဲကူညီပေးတယ်အယိုးကျိုးတာကိုကာဝယ်ပေးတယ်ခုခံအားစနစ်ကိုညှင့်တင်ပေးတယ်ယောဂါပိုးတွေကိုတိုက်ဖြတ်ရမှာကူညီပေးတယ်အယောင်ကြောင့် ူညီပေးတယ်စိတ်ခံစားချက်ကိုတိုးတက်အောင်လုပ်ပေးတယ်စိတ်ညစ်တာစိတ်တက်ကြတာနဲ့စိတ်ဖိစီးတာတွေကိုယောနေအောင်လုပ်ပေးတယ်ကြွက်သားတွေကိုတန်ဆွမ်းအောင်လုပ်ပေးတယ်တွေးလက်ပတ်မှုကိုတိုးတက်စေပြီးနှလုံးကျန်းမာရေးကိုပိုကောင်းအောင်လုပ်ပေးတယ်ကျန်းမာတဲ့ကိုယ်လေးချိန်ကိုထိမ့်သိမ်းပေးပါတယ်ဒီလောက်ကောင်းတဲ့ဗီတာမင် D ကိုလည်းအလကားနီးပါးရနိုင်ပါတယ်ကျန်းမာရေးအသိနည်းလာတဲ့အခါဗီတာမင် D ကိုဖြည့်ပေးရမှမသိဘူးဒီတော့ဘာဖြစ်လဲဟောဒီလိုကျန်းမာရေးပြဿနာတွေ ဖြစ်လာပါတယ်။နံပါတ်1အယိုးတွေနာကျင်ကြိုက်ခဲလာတယ်။အစောပိုင်းကမသိတာပဲမြင်နောက်ပိုင်းတဖြည်းဖြည်းသိတာလာတယ်။အယိုးတွေနာကျင်ကြိုက်ခဲလာတယ်။တကူလုံးကအယိုးတွေကြိုက်ခဲတာနာကျင်တာတွေဖြစ်လာတယ်။အထူးသဖြင့်နောက်ကျောခါးနဲ့ခြေထောက်တွေမှာအဖြစ်များတယ်။ဗီတာမင် D နည်းလာတဲ့အခါလူအတော်များများခံစားရတဲ့ပထမဆုံးလက္ခဏာကခါးနာကျင်ခြင်းဖြစ်ပါတယ်။ဒါကိုသတိထားမိဖို့အလွန်အရေးကြီးပါတယ်။ လိုကုသမှုနဲ့မှမသက်သာတဲ့ခါးနာကျင်မှုကိုသတိထားမိရင်သင်ရဲ့ဗီတာမင် D ပမာဏကိုစစ်ဆေးကြည့်သင့်ပါတယ်။ဘာကြောင့်ဖြစ်ရသလဲဆိုရင်ဗီတာမင် D ညော်နေနေတဲ့အခါအယိုးတိဆောက်ခြင်းနဲ့အယိုးတာမာခြင်းကိုပုံမှန်မလုံဆောင်နိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။နံပါတ်1ကြွက်သားတွေနာကျင်လာတယ်။တကူလုံးမှာရှိတဲ့ကြွက်သားတွေနာကျင်ကြိုက်ခဲလာတယ်။အထူးသဖြင့်ခြေထောက်နဲ့လက်မောင်းတွေမှာရင်ဆုံးတိတာလာပါတယ်။ ကျွတ်သားတွေအားနည်းလာလုံနေကြနေ့စဉ်အလုပ်တွေကိုတော့လုပ်ဖို့ခက်ခဲလာတတ်ပါတယ်ကျွတ်သားတွေအားနည်းတဲ့အတွက်ကျွတ်တက်တာမျိုးလဲမကြာခဏခံစားလာရတယ်ဘာကြောင့်ဖြစ်ရသလဲဆိုရင်ဗီတာမင် D ကအယိုးတိဆောက်ခြင်းနဲ့အယိုးတာမာခြင်းကိုပုံမှန်မလုံဆောင်နိုင်တဲ့အချိန်မှာအယိုးနဲ့တဆက်တည်းဖြစ်တဲ့ကျွတ်သားအပေါ်မှာလည်းအကျိုးသက်ရောက်သွားတာဖြစ်ပါတယ်ကျန်းမာပြီးအားကောင်းတဲ့ကျွတ်သားတွေကိုမတိဆောက်နိုင်တဲ့အတွက်ကြောင့်ကျွတ်သားတွေနာလာခြင်းဖြစ်ပါတယ်နံပါတ်3မောပန်းလာ အေးဝဝအိတ်နေပါရင်းနဲ့တော့ပုံမှန်မဟုတ်ပဲပင်မန်းနွားနဲ့နေတယ်ဒါမှမဟုတ်အားအင်ကုန်ခန်းတယ်လို့ခံစားနေရဘာမှမလုပ်ပဲနဲ့လေအချိန်ပြည့်အားနည်းနေတယ်လို့ခံစားရတတ်ပါတယ်နည်းနည်းလှူရှားလိုက်ရင် မောပန်းနေတာမျိုးကနောက်ပိုင်းမှာတိတိတတ်တာဖြစ်လာပါတယ်ဒါကဗီတာမင် D ပမာဏညော့နေနေတဲ့အချက်တစ်ခုဖြစ်ပါတယ်နံပါတ်၄စိတ်ခံစားချက်တွေပြောင်းလာစိတ်ကြယောဂဖြစ်လာတယ်ဒါကြောင့်ဆိုတော့ ီတာမင် D ဟာအုံနောက်ရဲ့လုပ်ငန်းတွေမှာအရေးပါတဲ့ဗီတာမင်တစ်မျိုးဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အရာရာအပေါ်ဝန်းနေတဲ့ခံစားချက်တွေရလာစိတ်ပူပန်လာတယ်။ဓာတ်ရဲ့အခြေအနေဆိုးလာရင်စိတ်တက်ကြတဲ့အထိဖြစ်လာတယ်။နံပါတ်၅မကြာခဏဖျားနာလာကိုခါးစနစ်အားနည်းလာတဲ့အတွက် မကြာခဏဖျားနာလာပါတဲ့အထူးသဖြင့်အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းဖြစ်လာတယ်။ဗီတာမင် D ချို့တဲ့ရင် တက်ရှုလမ်းကြောင်းပိုးဝင်ဖို့အခွင့်အလမ်းပိုများစေပါတယ်။ယာဒီအလိုက်ဖျားနာခြင်းတွေ ဖြစ်လာတတ်ပါတယ်။တုတ်ကွေးအေးပတ်တာတွေမကြာခဏဖြစ်လာ။ဒါကြောင့်ဆိုတော့ဗီတာမင် D ချို့တဲ့တဲ့အခါခုခံအားစနစ်ကျဆင်းလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။နံပါတ်6စပင်တွေကျွတ်လာ။ဗီတာမင် D ချို့တဲ့ခြင်းနဲ့စပင်ကျွတ်ခြင်းဟာဆက်ဆက်မှုရှိကြောင်းတွေ့ရှိရပါတယ်။တနေရာထဲမှာကွက်ပြီး ကျွတ်တာမျိုးမဟုတ်ပဲတစ်ကောင်းလုံးပိုနေရာကနည်းနည်းဒီနေရာကနည်းနည်းကျွတ်တတ်ပါတယ်။ဘာကြောင့်ဆိုတော့ဗီတာမင် D ချို့တဲ့လာရင်စိတ်ပူပန်မှုနဲ့စိတ်တောကားတွေကြောင့်သပင်အမြင့်တွေအားနည်းလာပြီးမခိုင်ခန့်တော့ပဲသပင်ကျွတ်လာခြင်းဖြစ်ပါတယ်။နံပါတ်9အရိုးပွားလာဗီတာမင် D ချို့တဲ့ရင်တကိုယ်လုံးမှာရှိတဲ့အရိုးတွေချစ်လက်ခိုင်မာခြင်းမရှိပဲအရိုးပွားလာတတ်ပါတယ်။နည်းနည်းထိခိုက်လိုက်ရင်အရိုးကျိုးတတ်ပါတယ်။ အယိုးကျိုးရင်အယိုးပြန်ကောင်းဖို့ပုံမှန်အချိန်ထက်ပိုမိုကြာတတ်ပါတယ်အထူးသဖြင့်တက်ကြီးရွယ်အိုတွေနဲ့သွေးဆုံတဲ့မိန်းမတွေမှာပိုအဖြစ်များတာကိုတွေ့ရပါတယ်အနာတရဖြစ်လာရင်လည်းအနာကျက်ဖို့တာမန်အချိန်ထက်ပိုကြာလာတတ်ပါတယ်တကယ်လို့ဒီအချက်လက်တွေအများစုနဲ့ကိုက်ညီမှုရှိခဲ့ရင်ဗီတာမင် D ချို့တဲ့မှုရှိမရှိစမ်းစစ်သိပါတယ်ဗီတာမင် D ပမာဏကိုတိုင်းတာသိပါတယ်အချုပ်ပြောရရင်ဗီတာမင် D ဓာတ်ဟာ တင့်ရဲ့အယိုးနဲ့ကြွသားတိဆောက်ရမှာအလွန်အရေးကြီးပါတယ်။ခုခံအားစနစ်အိတ်ဆက်ခြင်းစိတ်ခံစားချက်တွေးဖိအားနဲ့ရောင်ရမ်းမှုတွေအတွေ့အလွန်အရေးကြီးပါတယ်။ဗီတာမင် D ဓာတ်ဟာအားကောင်းတဲ့ရောင်ရမ်းမှုကိုရောပါစေတဲ့အပြင်နာကျင်ကြိုက်ခဲမှုတွေကိုလည်းတက်တာစေဖို့အကူအညီပေးပါတယ်။ဗီတာမင် D ကိုငါးကြီးစီအစီများတဲ့ငါးဥနဲ့နှုတ်ထွက်ပစ္စည်းတွေမှာဗီတာမင် D ဓာတ်ကိုရနိုင်ပါတယ်။တခုရှိတာကအစားအသောက်ကနေဗီတာမင် D ဓာတ်ကို ်ဒီနေ့တာအတွက်လုံလောက်အောင် ရရှိဖို့ကခက်ခဲတတ်ပါတယ်ဗီတာမင် D ဓာတ်ရဲ့အကောင်းဆုံးရင်းမြစ်ကတော့နေအောင်ကြည်တဲ့ထွက်ခြင်းပါပဲနေအောင်ကြည်ဟာဗီတာမင် D အများဆုံးရနိုင်ပါတယ်နေအောင်ကြည်ရရှိဖို့ပတ်စံပေးစရာမလိုပါဘူးအကြောင်းအကြောင်းကြောင့်တင်ဟာနေအောင်ကြည်လုံလောက်အောင်မရနိုင်ဘူးဆိုရင်တော့ဗီတာမင် K2 ပါဝင်တဲ့ဗီတာမင် D3 ဖြည့်စွက်စာကိုတောက်သုံးပါလို့တိုက်တွန်းခြင်းပါတယ် အစအဆုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လောလောဆယ်ကြည့်ရှုနိုင်ဖို့ subscribe ကိုတစ်ချိန်နှိပ်ပေးထားပါလို့မေတ္တာရက်ခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစေချင်ပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Have a nice day.